မင်္ဂလာမနက်ခင်းပါရှင်။ဇွန်လ24ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပြီးတိုင်းရထွန်လင်းတင်ဆက်ပေးပါမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ငြိမ်းချမ်း Foreign P4N 2025ကိုဇွန်25ရက်ကနေ28ရက်အထိ၃ရက်တာကျင်းပမယ်တဲ့။ခန်းညငယ်ကဲချနာပူရီပြည်နယ်ထောင်ဖာပေါ်မြို့နယ်အတွင်းအလုံးပိတ်ရင်တစည်းအတွင်းကနေအထောက်ထားမဲ့မြန်မာနိုင်ငံသား42ဦးကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိခဲ့တဲ့တဲ့။အိန္ဒိယကိုရေနံပေးဖို့ဟော်မုန်းရေလက်ကြားတစ်ခုတည်းကမခုတ်ပဲ။ တခြားလမ်းကြောင်းတွေရှိတယ်လို့အိန္ဒိယစွမ်းအင်ဝင်ကြီးပြောကြားခဲ့တဲ့တဲ့ညွန်ပေါင်းအစိုးရအဖွဲ့ဝင်ပါတီအားလုံးရဲ့ထောက်ခံမှုကိုရရှိထားတယ်လို့ထိုင်းဝင်ကြီးချုပ်ပြောကြားခဲ့တဲ့တဲ့နဲ့မီးပြရာရုအတွက်ဆောက်ကိတ်ရဲ့ဂန်လမ်းမှုကိုပိုလန်ဘောလုံးအဖွဲ့ချုပ်ညင်းပယ်ခဲ့တဲ့တဲ့အစရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့ငြိမ်းချမ်း Foreign Peace Foreign 2025ကိုဇွန်25ရက်ကနေ28ရက်အထိ၃ရက်တာကျင်းပမယ့်တဲ့တဲ့ကိုတင်ဆက်ပေးပါမှာပါ။ငြိမ်းချမ်း Foreign Peace for Run 2025ကိုနေ့ပြည်တော်မှာဇွန်25ရက်ကနေ28ရက်အထိ၃ရက်တာကျင်းပသွားမယ်လို့သိရပါတယ်။ငြိမ်းချမ်းရေးရွေးကောက်ပွဲနှင့် Federal Senate တို့ပေါင်းစည်းခြင်းမှာအေဂျန်တာယာဝါပြောသည့်နိုင်ငံတော်သစ်စီတို့သုံးသပ်ဆွေးနွေးပွဲငြိမ်းချမ်းရေး Forum Peace Forum 2025ကိုအလွန်အသေးသေးကတောင်းဝင်ရှိသူတွေပါဝင်ဆွေးနွေးကြမယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မလ24ရက်ကနေ26ရက်အထိအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီကဦးဆောင်ပြီးငြိမ်းချမ်းရေးစကားဝိုင်း PTOS 2025ကိုနေပြည်တော်မှာ၃ရက်တာကျင်းပသွားခဲ့ပြီးအဆိုပါစကားဝိုင်းမှာအလွန်အသီးသီးကတာဝန်ရှိသူတွေပါဝင်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးစကားဝိုင်း PTOP 2025ကို NASA ကအဖွဲ့ဝင်နေဆက်ရေယာဉ်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးအမျိုးသားစီလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSBNC ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးရာပြည့် NSB NC အဖွဲ့ဝင်တွေအပါအဝင်တက်မတော်အရာရှိကြီးတွေပြည်ထောင်စုဝန်ကြီးတွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်ငြိမ်းချမ်းရေးစကားဝိုင်း PTOS 2025ကိုငြိမ်းချမ်းရေးစကားဝိုင်းကနေတက်ဆက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာကဏ္ဍအသေးသေးကအသိပညာရှင်အတတ်ပညာရှင်များထင်ပေါ်ကျော်ကြားတဲ့ပုံကိုယ်တွေကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပုံမအောင်ဆိုင်စေဖို့ ငင်းချင်းရေးအတွက်အကြမ်းမဖက်တဲ့နီလန်နဲ့ဆောင်ရွက်တဲ့ဆောင်ရွက်ချင်းကသာရေရှည်တည်တဲ့နဲ့ငင်းချင်းရေးကိုရရှိနိုင်မယ်ဆိုတဲ့အချက်ကိုလူလူအကြောင်းမှအသိအမြင်တိုးပွားလာစေဖို့မိမိတို့နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေအများဆုံးရှော့ချပြီးနိုင်ငံရေးနဲ့စီးပွားရေးမြင့်တက်လာစေဖို့အတွက်ရေတိုရေရှည်လုပ်ငန်းစဉ်တွေကိုဖော်ထုတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်မှာရှိတဲ့ပြည်ပဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနနှစ်မှာမလ24ရက်ကနေ26ရက်ထိကျင်းပခဲ့တဲ့ငင်းချင်းရေးစကားဝိုင်း PTOS 2025မှာ ငြိမ်းချမ်းရေးစကားဝိုင်း Fitos 2025ရဲ့တွင်းဆောင်ဆွေးနွေးမှုတွေကနေငြိမ်းချမ်းသောနိုင်ငံတော်သစ်စီတို့အဖွဲ့၁ရဲ့နိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍဆွေးနွေးမှုနဲ့အဖွဲ့၂ရဲ့စီးပွားရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍဆွေးနွေးမှုတွေကိုဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။ ဒါပြင်ငြိမ်းချမ်းရေးစကားဝိုင်း PTOS 2025ရဲ့တွင်းဆောင်ဆွေးနွေးမှုတွေကလည်းငြိမ်းချမ်းသောနိုင်ငံတော်တက်စီတို့အဖွဲ့၁ရဲ့ပထမနေ့အစည်းအဝေးမူကြမ်းကိုဆွေးနွေးတာအဖွဲ့၂ရဲ့ပထမနေ့အစည်းအဝေးမူကြမ်းကိုဆွေးနွေးတာတွေကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ငြိမ်းချမ်းရေးစကားဝိုင်း၃ရက်တာဆွေးနွေးပွဲမှာအချိန်တိုအတွင်းဆောင်ရွက်ရမယ့်အကြံပြုချက်၁၂ချက်နဲ့ကာလရှည်အတွက်အစည်းအဝေးချမှတ်လှုပ်ဆောင်တဲ့အချက်၁၀ချက်ရရှိခဲ့တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံကန်ချနာပိုရီပြည်နယ်ထောင်ဖာပုံမြို့နယ်အတွင်အလုံပိတ်ရင်တစည်းအတွင်းကနေအထောက်ထားမဲ့မြန်မာနိုင်ငံသား42ဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကန်ချနာပိုရီပြည်နယ်ထောင်ဖာပုံမြို့နယ်အတွင်အလုံးပိတ်ရင်တစည်းအတွင်းကနေအထောက်ထားမဲ့မြန်မာနိုင်ငံသား42ဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါဗျ။ အစောပိုင်းထောက်ဖောက်ပုံမြို့နယ်အတွင်းစွန်23ရက်မနက်3:30မိနစ်40ခန်းကအလုံပိတ်ရင်တစီအတွင်းကနေအထောက်ထားဖြင့်မြန်မာနိုင်ငံသား42ဦးနဲ့အတူရှင်မောင်းဖြစ်သူထိုင်းနိုင်ငံသား2ဦးကိုပါထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်အစောပိုင်းအလုံပိတ်ရင်အတွင်းဖမ်းဆီးရမိခဲ့တဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသားတွေဟာရန်ကုန်မော်လမြိုင်ပဲခူးနဲ့ကချင်ပြည်နယ်တို့ကအမျိုးသား33ဦးနဲ့အမျိုးသမီး10ဦးတို့ဖြစ်ကြောင်း ၎င်းတို့ဟာထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဘက်ချမ်းမှာရှိတဲ့ဖျားသုံးစုမျိုးကနေထိုင်းနိုင်ငံဘက်ချမ်းကိုချင်းလင်းဖြတ်ပြီးထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ခဲ့တာဖြစ်ကြောင်းဖမ်းဆီးခံရသူတွေအနက်အထောက်ထားမဲ့မြန်မာနိုင်ငံသားရှေ့ဦးဟာဘန်ကောက်ကိုသွားရောက်ဖို့ထိုင်းဘက်သက်တောင်းခွဲပေးချေရပြီးကျန်33ဦးဟာမလေးရှားကိုသွားရောက်ဖို့တဦးကိုဘတ်9500ပေးခဲ့ရကြောင်းစစ်ဆေးပေါ်ပေါက်ထားကြောင်းနဲ့ရေမောင်းဖြစ်သူထိုင်းနိုင်ငံသားဟာလည်း ကုန်အမှတ်ဒဇိမ့်မဲ့ရှင်နဲ့အထောက်ထားမြင့်မြန်မာနိုင်ငံသားတွေကိုတရားမဝင်ပို့ဆောင်ခဲ့ကြောင်းကိုဝန်ခံထွက်ဆိုထားတယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။လက်ရှိမှာထိုင်းအာဏာပိုင်တွေကရင်မောင်းဖြစ်သူထိုင်းနိုင်ငံသားကိုတရားမဝင်နိုင်ငံသားတွေကိုကုညီပံ့ပိုးမှုနဲ့ပုံအောင်စေမှုစတဲ့ပုံမှန်တွေနဲ့၎င်းအထောက်ထားမဲ့မြန်မာနိုင်ငံသားတွေကိုတရားမဝင်နေဆဲဖြတ်ကျော်ဝင်ရောက်မှုနဲ့၎င်းတရားဥပဒေအရဆက်လက်အရေးယူနေရလို့တင်ပြရရှိပါရစေ။ လက်တလောထိုင်းနိုင်ငံအတွင်း Sea Stop Safe စီမံချက်နဲ့လူမောင်ခိုတိုက်ဖြတ်ရေးကိုအရှိန်ဟုန်နဲ့ဆောင်ရွက်နေတာကြောင့်ထိုင်းမြန်မာနယ်စပ်တရားမဝင်လမ်းကြောင်းတွေကနေတဆင့်သွာလာတာတွေနဲ့အလုတ်ကန်ရှာဖွေတာတွေမပြုတ်လောက်ကြဖို့နယ်စပ်ဒေသတွေကတိုက်တွန်းပြောဆိုမှုတွေရှိကြောင်းလည်းသိရပါတယ်။အခုဇွန်လမှာထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်ထောင်ပေါ်ပုံမြို့နယ်အတွင်းအထောက်ထားမြင့်မြန်မာနိုင်ငံသား190ထက်မနည်းထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့သိရပါတယ်။နိုင်ငံတကာသတင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ အိန္ဒိယကိုရေနံပို့ဖို့ဟော်မုန်းစီးလက်ကြားတခုတည်းကမဟုတ်ဘဲတခြားလမ်းကြောင်းတွေရှိတယ်လို့အိန္ဒိယစွမ်းအင်ဝင်ကြီးပြောကြားခဲ့တာကိုတင်ဆက်ပေးပါမယ်။အိန္ဒိယကိုရေနံပေးပို့ဖို့ဟော်မုန်းစီးလက်ကြားတခုတည်းကနေမဟုတ်ဘဲတခြားလမ်းကြောင်းတွေရှိတယ်လို့အိန္ဒိယစွမ်းအင်ဝင်ကြီးကပြောပါရယ်။ဟော်မုန်းစီးလက်ကြားကိုပိတ်ဖို့အီရန်ပါလီမန်ကခွင့်ပြုလိုက်ပြီးဖြစ်ပေမဲ့ကမ္ဘာ့ရေနံတင်သွင်းမှုမှာတတိယမြောက်အကြီးဆုံးနိုင်ငံဖြစ်တဲ့အိန္ဒိယကစိတ်ပူနေပုံမပြပါဘူး။အိန္ဒိယစွမ်းအင်ဝင်ကြီးဟာဒီစင်ပူရီက အိန္ဒိယမှာသတင်းပတ်တချို့စာအတွက်စွန့်ရင်အလုံးလောက်ရှိသေးကြောင်းနဲ့တခြားလမ်းကြောင်းတွေကနေလည်းစွန့်ရင်တွေဆက်လက်ရနိုင်သေးကြောင်း S လူမှုကွန်ရက်မှာပြောဆိုထားပါတယ်။ Postal မှာဝင်ကြီးကဝင်ကြီးချုပ်နရန်ဒရာမိုဒီရဲ့ဦးဆောင်မှုနဲ့ပြီးခဲ့တဲ့နှစ်တွေကလေးကစွန့်ရင်ရဖို့လမ်းကြောင်းကိုတခုတည်းမကအောင်ရှာထားပါတယ်။အိန္ဒိယကိုပို့တဲ့စွန့်ရင်အများစုဟာဟော်မုန်းစီရင်လက်ကြောင်းကိုဖျက်လာတာမဟုတ်ပါဘူးလို့ဆိုထားပါတယ်။အိန္ဒိယဟာလိုအပ်တဲ့ရေနံစိမ်းပမာဏရဲ့85%ကျော် တဘာဝတံခွေလိုအပ်ချက်ရဲ့ထက်ဝက်ခံကိုပြေးပါကနေတင်သွင်းပြီးရေနံစိမ်း40ရာခိုင်နှုန်းကျော်ကအရှိအလဲပိုင်းကပေးပို့တာဖြစ်ပါတယ်။အီရန်ပါလီမန်ကကမ္ဘာရေနံကုန်သွယ်ရေးအဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ဟော်မုန်းစီရင်လက်ကြားကိုပိတ်ပစ်ဖို့ခွင့်ပြုလိုက်ကြောင်းအီရန်နိုင်ငံပိုင်ရုပ်သံ Press TV ကဇွန်22ရက်ကကြေညာခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးအဆုံးအဖြတ်ကအီရန်လုံခြုံရေးကောင်စီဘက်မှသာမှုတည်ပါတယ်။အီရန်နျူကလ িয়ার စီမံကိန်းရှိရာနေရာ၃ခုကိုအမေရိကန်ကတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အီရန်ဘက်ကဘယ်လိုလက်တုပ်ပြန်လာနိုင်လဲဆိုတာကိုအားလုံးကစောင့်ကြည့်နေကြပြီအီရန်ထည့်စင်းစားနိုင်တဲ့နိလန့်တွေတဲ့ဟော်မုန်းစီလက်ကြောက်ကိုပိတ်ဖို့ကိစ္စလည်းပါပါတယ်ကမ္ဘာရေနံစိမ်းအားလုံးရဲ့၅ဘုံ၃ဘုံဒါမှမဟုတ်20ရာခိုင်နှုန်းခန့်ဟာဟော်မုန်းစီလက်ကြောက်ကနေဖြတ်တန်းသွားတာဖြစ်ပါတယ်အီရန်နဲ့အိုမန်ကြားတရှိတဲ့ဟော်မုန်းစီလက်ကြောက်ပိတ်သွားမယ်ဆိုတာကကမ္ဘာစွန့်ရင်ဈေးကွက်မှာကြီးမားစွာကြရထမှာဖြစ်ပြီးရေနံစိမ်းတွေထိုးတက်လာနိုင်ပါတယ်ဒီရေလက်ကြောက်ကိုပိတ်မယ်လို့အီရန်ကအရင်အခါတွေကလည်းချိန်ချောက်ခဲ့ပူပါတယ် ဒါပေမဲ့1980ပြည်လွန်နှစ်တွေကအီရန်အီရက်စစ်ပွဲအပောင်ဝင်ဘလို့စစ်ပွဲကာလမှာမှဒီရေလက်ကြားကိုမပိတ်ခဲ့ပါဘူးအကြောင်းရင်းကအီရန်ကိုယ်တိုင်လည်း၎င်းတို့ကုန်သွယ်ရေးအတွက်ဟော်မုန်းရေလက်ကြားကိုအားကိုးနေရပြီးရေလက်ကြားကိုပိတ်လိုက်ပါကအီရန်နဲ့မေးဆွေနိုင်ငံတွေထိခိုက်သွားမှာဖြစ်ပါတယ်ဒေတာရင်းအင်အားကြီးဆော်ရီယာရီပြအပောင်ဝင်အိန္ဒိယနိုင်ငံတွေကအီရန်နဲ့ဆက်ဆံရေးတိုးတက်ကောင်းမွန်လာခြင်းသိမ့်မရှိတာကြောင့်အိန္ဒိယနိုင်ငံတွေနဲ့ပိုကင်းကွာသွားမှာကိုအီရန်ကမလိုလားတာဖြစ်ပါတယ် အမေရိကန်စွမ်းအင်အချက်လက်ဌာန EIA အစိုးရဟော်မုန်းစီရင်လက်ကြားကိုဖျက်ပြီးတည်နေတဲ့ရေနံစင်းတွေကိုတရုတ်အိန္ဒိယဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကိုအများဆုံးပေးပို့ပါရယ်အနောက်အုပ်စုကအေးအေးပိတ်ဆို့ထားတာကြောင့်အီရန်ရေနံကိုဝယ်ယူတဲ့နိုင်ငံအ ਨੇ စုသားရှိပြီးတရုတ်ကရှော်စီနဲ့အီရန်ရေနံကိုအများဆုံးဝယ်ယူနေပါတယ်။ဒါကြောင့်ဟော်မုန်းစီရဲလက်ကြားပိတ်သွားပါကအီရန်မဟာမိတ်တရုတ်ရဲ့စွမ်းအင်လိုအပ်ချက်အပေါ်ထိခိုက်လာမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုကဟော်မုန်းစီရင်လက်ကြားကိုအီရန်မပိတ်အောင်တရုတ်ကိုနှာချခိုင်းနေပါတယ်။တကယ်လို့ပိတ်လိုက်မယ်ဆိုရင်နောက်ထပ်ဆိုးရွားတဲ့အမားဖြစ်သွားလိမ့်မယ်။အမေရိကန်ထက်တခြားနိုင်ငံတွေရဲ့စီးပွားရေးကိုပိုအထည်နာစေလိမ့်မယ်လို့နိုင်ငံတော်လုံခြုံရေးအကြံပေးတာဝန်ကိုပါယူထားတဲ့ရူဘီယိုကသတိပေးနေပါတယ်။ထပ်မံမီညောင်ပေါအစိုးရအဖွဲ့ဝင်ပါတီအားလုံးရဲ့ထောက်ခံမှုကိုရရှိထားတယ်လို့ထိုင်းဝင်ကြီးချုပ်ပြောကြားခဲ့တာကိုတင်ဆက်ပေးပါမှာပါ။ရရုံးကနေနှုတ်ထွက်ဖို့တောင်းဆိုမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ပေထုံထန်ရှင်နာဝတ်ကညွန်ပေါင်းအစိုးရအဖွဲ့ဝင်ပါတီအားလုံးက၎င်းကို ထောက်ခံကြောင်းကတိပြုခဲ့ကြတယ်လို့ဇွန်22ရက်ကပြောကြားခဲ့ပါတယ်။အမျိုးသားလုံခြုံရေးအတွက်ချင်းချောက်မှုတွေကိုဖြည့်ရှင်ရေးအတွက်နိုင်ငံရေးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့ကြိုးပမ်းသွားမယ်လို့၎င်းကဆိုပါတယ်။ပေထုံထန်ဟာကမ္ဘောဒီးယားနဲ့နေဆက်ဒေသအငင်းပွားမှုကိုစီမံကင်တွယ်မှုညံပြင်းကြောင်းဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်ပြီးခဲ့တဲ့သတင်းပတ်ကပေါက်ကြားလာခဲ့တဲ့ပေထုံထံနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ဖုန်းပြောဆိုတဲ့အတန်ဖိုင်ကြောင့်ပေထုံထံကိုရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးပေထုံထံဟာလူထုကိုပြန်လည်တောင်းပန်ခဲ့ရပါတယ်ဒီအသံဖိုင်ပေါကြားမှုနဲ့ပတ်သက်ပြီးဖြူတိုင်းပါတီရဲ့အကြီးဆုံးမေဖက်ပါတီဖြစ်တဲ့ပူဇာတိုင်းပါတီဟာဇွန်16ရက်ကနှုတ်ထွက်ကြောင်းကြေညာခဲ့ပြီး ပေါကြမ်းလာခဲ့တဲ့ပေထုံထံနဲ့ဟွန်ဆန်တို့ရဲ့ဖုန်းဆက်သွဲပြောဆိုမှုဟာနိုင်ငံကိုအထိနာစေပြီးစစ်တပ်ရဲ့ဂုံသိမ်းခါကိုထိခိုက်စေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။နိုင်ငံကရှေ့ကိုဆက်သွားရပါမယ်။ပြည်သူတွေအတွက်ပြဿနာတွေကိုဖြေရှင်းဖို့အတွက်စည်းလုံးညီညွတ်ရမှာဖြစ်ပြီးမူဝါဒတွေကိုချမှတ်ကျင့်သုံးသွားရပါမယ်လို့ပေထုံထံက United Thai Nation UDN ပါတီအပါအဝင်ညွန်ပေါင်းမိတ်ဖက်တွေနဲ့အစည်းအဝေးပြုလုပ်ပြီးတဲ့နောက် S လိုမျိုးမီဒီယာမှာရေးသားခဲ့ပါတယ်။ဒီအစည်းအဝေးမတိုင်မီ UDN ပါတီကညောင်ပေါင်းအစိုးရအဖွဲ့မပြိုကွဲစေဖို့ပေထုံထံကိုယာရုကနေနှုတ်ထွက်ဖို့တောင်းဆိုလိုက်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အစိုးရအဖွဲ့နဲ့ဩဇာကြီးမားတဲ့စစ်တပ်ဟာပုံရိပ်မှန်းချက်တစ်ခုသာရှိပြီးအဲ့ဒီရိပ်မှန်းချက်ဟာဒီမိုကရေစီအစင်းပြင်းစည်းကမ်းတွေကိုထောက်ခံမှုဖွဲ့စည်းပုံခြေကဥပဒေပြဋ္ဌာန်းချက်တွေကိုလိုက်နာဖို့ဖြစ်ကြောင်းအသက်38နှစ်အရွယ်ပေထုံထံကပြောပါရယ်။ဇွန်27ရက်ကလည်းဖြူထိုင်းပါတီရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ခရီးသွားလာရေးဝန်ကြီးဆိုရာဝေါင်တီရန်သွန်းက ပေးထုံတန်ဟာရာထူးကနေနှုတ်ထွက်လိမ့်မှာမဟုတ်ကြောင်းနဲ့လွှတ်တော်ကိုလည်းဖျက်သိမ်းမှာမဟုတ်ကြောင်း Facebook မှာရေးသားခဲ့ပါတယ်။ဝင်ကြီးချုပ်ကသူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့အတူလက်ရှိထိုင်းနိုင်ငံရင်ဆိုင်နေရတဲ့ပြဿနာအမျိုးမျိုးကိုဖြေရှင်းပေးဖို့သူ့ရဲ့တာဝန်တွေကိုဆက်လက်ထမ်းဆောင်သွားမယ်လို့ကျွန်တော်တို့ကိုရှင်းလင်းစွာအတည်ပြုခဲ့ပါတယ်။အစိုးရအဖွဲ့ကလည်းတာဝန်တွေဆက်လက်ထမ်းဆောင်သွားမယ်လို့အတည်ပြုခဲ့တယ်လို့လွှတ်တော်ကိုလည်းဖျက်သိမ်းမှာမဟုတ်ပါဘူးလို့ဆိုရာဝန်ကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံနေနဲ့ နေပြရာရုအတွက်ဆောက်ကိတ်ရဲ့ကမ်းလှမ်းမှုကိုပိုလန်ဘောလုံးအဖွဲ့ချုပ်မြင်းပယ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြရာရုအတွက်ဆောင်ရွက်လိုရဲဆိုတဲ့ဆောက်ကိတ်ရဲ့ကမ်းလှမ်းချက်ကိုပိုလန်ဘောလုံးအဖွဲ့ချုပ်ကမြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ပိုလန်ဘောလုံးအဖွဲ့ချုပ်ဟာလေရွေးစင်အသင်းနေပြ Probias ရာရုကနေနှုတ်ထွက်သွားတာကြောင့်လက်ရှိအချိန်မှာနေပြလက်လက်နေပြီးနေပြတဲ့ရှာဖွေနေပါတယ်။ဒါကြောင့်အင်္ဂလန်လေရွေးစင်နေပြဟောင်းဆောက်ကိတ်ကပိုလန်လေရွေးစင်အသင်းနေပြအဖြစ်ဆောင်ရွက်လိုကြောင်းကမ်းလှမ်းခဲ့ပေမဲ့ ပိုလန်ဘောလုံးအဖွဲ့ချုပ်ကငင်းပယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ငင်းပယ်ရတဲ့အကြောင်းကတော့နိုင်ငံသားသားနှီးပြရိအနေနဲ့ပိုလန်အသင်းကိုကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်စေရမယ်လို့အမကန်ချက်မပေးနိုင်တာကြောင့်လို့ပိုလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကူလက်ဆာကဆိုပါတယ်။စောက်ဂိတ်စီကသူ့ကိုခံရဖို့ကန့်လန့်ခဲ့ပါတယ်။ကျွန်တော်တို့တရိယာဖို့လိုတဲ့အခြေခံအရာတစ်ခုရှိပါတယ်။ဘယ်နိုင်ငံသားသားနှီးပြကမှကျွန်တော်တို့ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ဖို့အမကန်ချက်မပေးတာပါပဲ။သူသာအဲ့လိုအမကန်နိုင်ခဲ့ရင်ကျွန်တော်သူ့ကိုချက်ချင်းခံအပ်လိုက်မှာပါလို့ကူလက်ဆာကပြောကြားခဲ့တာပါ။ ဆောက်ခဲ့ကဒီနှစ်ထဲမှာနှီးပြအလုပ်ပြန်မလုပ်သေးဘူးလို့ပြောကြားထားခဲ့ပေမဲ့ပိုလန်အသင်းကိုကင်တွယ်ဖို့ကမ်းလှမ်းခဲ့တာဖြစ်တာကြောင့်တခြားအသင်းသတင်းကိုကင်တွယ်နိုင်ပွဲရှိတယ်ဆိုတဲ့ထင်ကြေးပေးမှုတွေလည်းထွက်ပေါ်လာပါတယ်။ဇွန်လ24ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးလေးတင်ဆက်ပေးသွားခဲ့တာပါ။ညနေ4နာရီမှာလည်းညနေခင်းသတင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရရှင်။ကောင်းသောနေ့ရည်လေးဖြစ်ပါစေ။